လောက်ပါရင်ရှိအောင်လုပ်တာဒီမှာရရှိအောင်ကိုလောက်ပါဘူးလားဟုတ်ကဲ့မင်္ဂလာပါဗျ 2D KMT မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျကဲမနေ့ရက်လည်းတော့နှက်ခတ်ပေါ့နော်နှက်ခတ်ဒီ3ချိန်တက်တက်အောင်ထွက်သွားပြီဗျ ုတ်ကဲ့ပါကျွန်တော်လည်းအကောင်းဆုံးတော့စူးစမ်းပေးထားတာပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့ပေါက်ကနေလည်းဖြစ်မသွားဘူးပေါ့နော်လုံးမှန်လေးလွဲတယ်ပေါ့ပိုရည်ကဲမဲတဲ့ဟုတ်ကဲ့ပါဗျာနော်စုံငိမ့်နေကိုကုန်းနေတယ်တဲ့ဟုတ်ကဲ့ပါဗျာကျွေးနေမင်္ဂလာပါညီတဲ့ဟုတ်ကဲ့ပါဗျာမင်္ဂလာပါဗျာ ဆံမားတဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာတော်ချိုချိုတဲ့အများအားအပေးတယ်တဲ့ဟုတ်ကဲ့ပါဗျာနော်အပေးမှုတွေကျေးဇူးတင်ပါတယ်ဗျာချမ်းမြောင်းနဲ့ကြီးပွားတိုးတက်ပါစေဗျာတဲ့ဟုတ်ကဲ့ပါဗျာနော်ပြည့်ရစွေနဲ့ပြည့်စုံပါစေဗျာ ိုးကြီးလေးရှိထိုးကြပါလို့တဲ့ဒီနေ့တဲ့ဟုတ်ကဲ့ပြန်တော့ဆွေလေးနိုင်နဲ့အမြဲလေးစားပါတယ်တဲ့ဟုတ်ကဲ့ပါဗျာနော် ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်တွေ့ထားတဲ့ one chain ကိုပဲကျွန်တော် brain နဲ့ပဲချုံမှာပေါ့နော်ကိုမတို့လည်းကြာရင်တော့သုံးမှာဗျာဒီမှာ3ညရဲ့6ရဲ့3ရဲ့ဒီ3လုံးပုံချင်းဒီနှစ်ဖြစ်လို့2ရဲ့ power ဒီခွန်းနှစ်ခွန်းဒီကျွန်တော်ဒီမှာအချိန်မြတ်နှစ်ခွန်းအချိန်မှာခွန်း1ထွက်တော့ခွန်းထိတယ် မော်နီတာအပေးနေပါတယ်ဟုတ်ကဲ့ပါဗျာနော်အပေးမှုအတွက်ကျေးဇူးတင်ပါတယ်ဗျာအွန်လိုင်းတွဲနဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာအောင်းအောင်းနဲ့မင်္ဂလာနေ့သစ်ဖြစ်ပါစေတဲ့ဟုတ်ကဲ့ပါဗျာနော်ဒါဆိုကျတော့ဒီမှာနောက်တစ်ပင်ဒီ6ရယ်9ဒီနှလုံးပေါင်းခြင်းဒီခွန်းခွန်းနဲ့ဒီရခွန်းနဲ့ပေါင်းတော့၄ဒီ၃လုံးပေါင်းခြင်းဒီ၄ဖြစ်လို့၄ရဲ့ပါဝါဒီကို၄ကိုဒီကျွန်တော်ဒီမှာအချိန်မြတ်၄ကိုအချင်းမှာလဲ၅၄ထွက်တော့၄ထီတယ်ဗျ။ ဒါဆိုကျော်ဒီမှာနောက်တပင်ပေါ့နော်နောက်တပင်ဒီတရတရပေါင်းကျင်းဒီနှင်းနှင်းနဲ့ဒီက9နဲ့ပေါင်းတော့ခွန်းဒီ3လုံးပေါင်းကျင်းဒီခွန်းဖြစ်လို့ခွန်းရဲ့ပါဝါဒီနှင်းခွန်းနှစ်ဒီကျွန်တော်ဒီမှာအချိန်ပြခွန်းနှစ်အချိန်မှာလဲ3ခွန်းထွက်တော့ခွန်းထိတယ်ဗျ။ ။အဲကြောဒီမှာနောက်တစ်ပင်ပေါ့နော်၄ရက်၁ရက်ဒီနှလုံးပေါင်းခြင်းဒီ၅၅နဲ့ဒီက၃နဲ့ပေါင်းတော့၈ဒီ၃လုံးပေါင်းခြင်းဒီ၈ဖြစ်လို့၈ရဲ့ပါဝါဒီ၃၈၃ဒီကျွန်တော်တို့ဒီမှာအချိန်မြတ်ဒီ၈၃အချိန်မှာလဲ၈၅ထွက်တော့၈ထီတယ် vivo mobile နဲ့မင်္ဂလာမနက်ခင်းမှာဟုတ်ကဲ့ပါဗျာเนาะမင်္ဂလာမနက်ခင်းလေးပါဗျာဒါဆိုကြောဒီမှာနောက်တစ်ပင်တီလဲခွင်းရ6ရဒီနှလုံးပုံချင်းတီ3 3နဲ့ DI 8နဲ့ပုံတော့1ဒီ3လုံးပုံချင်းတီ1ဖြစ်လို့1ရဲ့ power တီ6 1 6တီကျွန်တော်တို့ဒီမှာအချိန်မြဒီ1 6အချိန်မှာလဲ6 9ထွက်တော့6ထိတယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာအပြူပြူရဲ့ဝဲနေရတဲ့ရခိုင်လားတဲ့မဟုတ်ပါဘူးပြန်နော်ဗမာအစ်စ်ပါဗျာ ဒါဆိုကျတော့ဒီမှာဒီနေ့အတွက်ပေါ့နော်9ရက်ခွင်ရဲ့နှလုံးပေါင်းခြင်းတည်နှင်းနှင်းနဲ့ဒီက6နဲ့ပေါင်းတော့8ဒီ3လုံးပေါင်းခြင်းတည်8ဖြစ်လို့8ရဲ့ပါဝါတည်3 8 3ဒီကျွန်တော်တို့ဒီမှာအချိန်မြတ်ကိုမရွေးချိုးတော့ခွင်ထိတယ်နောက်တစ်ပြင်ဒီ9 8ခွင်ပေါင်းခြင်းတည်4ဖြစ်လို့4ပါဝါကို4ကိုအချိန်မှာလဲ9 4ထွက်တော့4ထိတယ်ဗျာ နောက်တစ်ပြင်ဒီ115ပေါင်းချင်းဒီခွန်ဖြစ်လို့ခွန်ပါဝါနဲ့ခွန်နဲ့အချိန်မှာ3ခွန်ဆိုတော့ခွန်ထိတယ်နောက်တစ်ပြင်ဒီ143ပေါင်းချင်းဒီ10ဖြစ်လို့10ပါဝါ3 13အချိန်မှာလည်း15ဆိုတော့10ထိတယ်နောက်တစ်ပြင်ဒီ6ခွန်10ပေါင်းချင်းဒီကျွန်တော်တို့10ဖြစ်လို့10ပါဝါ6 1 6အချိန်မှာလည်း69ဆိုတော့6ထိတယ်ဗျာတော့ဒါကြောင့်မို့ခွန်ရ9ရ6ရ3လုံးပေါင်းချင်းဒီ10 10ပါဝါဒီ3 13ဒီအချိန်ပေါ့နော် ဒါဆိုကျွန်တော်ဒီမှာလုံးပိုင်းလေးပြနေတာလေးကိုလည်းပြမယ်ပေါ့နော်တော့ဒီမှာလုံးပိုင်းလေးဒီကျွန်တော်တို့၈၁ပေါင်ချင်းဒီ၉ဖြစ်လို့၉ရဲ့ပါဝါဒီလေး၄ဒီကျွန်တော်ဒီမှာလုံးပိုင်းပြတော့ဒီမှာ၈၁ပေါင်ချင်းဒီ၉ဖြစ်လို့၉ရဲ့ပါဝါဒီလေး၄ဒီလုံးပိုင်းမှာကျွန်တော်တို့၅လေးဆိုပြီးတော့ထွက်တယ်နောက်တစ်ပြန်ဒီ၁ရဲ့၁ရဲ့ဒီနှလုံးပေါင်ချင်းဒီ၂ဖြစ်လို့ နှစ်ရဲ့ပါဝါတီခွန်ခွန်တီကျော်ဒီမှာလုံးပိုင်ပြတော့ဒီခွန်ပိုင်မှာလည်း3ခွန်ဆိုပြီးတော့ထွက်တယ်ပေါ့နော်ဒီမှာတော့ကျွန်တော်တို့၄ကိုအချင်းရှိတယ်၄ပိုင်ရှိတယ်ကျွန်တော်ဒီမှာတော့ကျွန်တော်တို့၄ပိုင်ပေးပြီးတော့၅၄ထွက်တယ်ဒီမှာလည်းခွန်နှစ်အချင်းရှိတယ်ခွန်ပိုင်ရှိတယ်ခွန်ပိုင်ပေးပြီးတော့3ခွန်ဆိုပြီးတော့ထွက်တယ်ပြပြောသေးတယ်တနစ်တော့အခွေထိုးကြရတယ်ဟုတ်ကဲ့ပါဗျာနော်ဘိုးရဲ3ခွန်မြောင်းလေးတွေပြပါတဲ့ ဒါဆိုကျွန်တော်ဒီမှာနောက်ထပ်ပေါ့နော်၄ရက်6ရက်ဒီနှလုံးပေါင်းခြင်းဒီ၃ညဖြစ်လို့၃ညရဲ့ပါဝါဒီ၅၅ဒီလဲကျွန်တော်ဒီမှာလုံးပိုင်းပြ၅ပိုင်းမှာကျွန်တော်တို့ရှင်းငါထွက်တယ်ပေါ့နော်ဒီမှာတော့၈၃အချင်းရှိတယ်၅ပိုင်းရှိတယ်ဒီမှာတော့ကျွန်တော်တို့အပြည့်ပေးသွားတယ်ပေါ့နော်ကျော်ဒီမှာဒီရ၈ဒီရ၅နဲ့ရှင်းငါဆိုပြီးတော့ထွက်တယ်ဒါဆိုကျွန်တော်ဒီမှာခွင်ရခွင်ရဒီနှလုံးပေါင်းခြင်းဒီ၄ဖြစ်လို့၄ရဲ့ပါဝါဒီ၉၉ဒီလဲကျွန်တော်ဒီမှာလုံးပိုင်းပေါ့နော် တော့ဒီမှဒီလုံးပိုင်းနဲ့ဝမ်းကျင်းနဲ့မတူရင်ကျွန်တော်တို့အပြည့်ပေးတယ်ပေါ့နော်ဒီအပြင်ဆက်ပြီးတော့ကျော်ဒီမှာ၅ပိုင်းရှိတယ်၈၃ရှိတယ်ဒီဘက်ကလုံးပိုင်းနဲ့ဒီဝမ်းကျင်းနဲ့မတူတဲ့အချိန်မှာကျွန်တော်တို့အပြည့်ပေးသွားတယ်၈၅ဆိုပြီးတော့ပေးတယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ဝမ်းကျင်းဒီတစ်ချော့အချိန်ရှိတယ်၉ပိုင်းရှိတယ်ဒီမှာကျွန်တော်တို့လုံးပိုင်းနဲ့ဝမ်းကျင်းနဲ့မတူတဲ့အချိန်မှာအပြည့်ပေးတယ်၆၉ဆိုပြီးတော့ပေးတယ်ဗျာ ဒါဆိုရင်ကြောဒီနေ့မှာလုံးမိုင်လေးဒီ9ရက်1ရက်ဒီနှလုံးပေါင်းခြင်းဒီ6ဖြစ်လို့6ရက်ပါဝါတီတတတီကြောဒီမှာလုံးမိုင်ပြဘုရားတစ်ရှိကိုရက်95မူနဲ့ပေါင်းရင်နဲ့33ချိန်နဲ့ဟုတ်ခဲ့ပါဗျာနော်မြင်းသူတဲ့တည့်ရပိတ်ကြိုက်တယ်တဲ့ဟုတ်ခဲ့ပါဗျာနော်ကံကောင်းပါစေဗျာကြောဒီမှာဒီတစ်ပိုင်းရှိတယ်ဗောနော်ဒီတစ်ပိုင်းကိုကျွန်တော်တို့ကဒီမှာ83နဲ့ဒီတော့ မတူဘူးပေါ့နော်မတူရင်တော့တွဲပြီးတော့အပြစ်ပေးရတော့တွေးရတဲ့ဒါရောဆိုရင်ပေးမယ်ဆိုရင်၃ချိန်မြောက်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာ break line လေးပြပေးမယ်ဗျကျွန်တော်ဒီနေ့မှာကျွန်တော်ဒီ831 key ကိုပေါ့နော်အခုကျွန်တော်ပြမယ် break line နဲ့ကျွန်တော်ကတော့ချုံမှာဖြစ်တယ်ဗျကိုမတို့လည်းအချိန်နဲ့တက်မှုရှိရင်တော့၃ပေါ့နော် ဒီမှာပရိသတ်ခွင်းရဲ့၈ရဲ့၉ရဲ့ပေါ့နော်ဒီ၃လုံးပေါင်းခြင်းဒီ၄ဖြစ်လို့ကျွန်တော်တို့ဒီမှာဒီ၄ရဲ့ပါဝါဒီကို၄ရဲ့နှက်ခတ်ဒီနဲ့၄၉၂ဒီကျွန်တော်ဒီမှာပရိပြတ်ရပရိဒီ၄၉၂ပရိပေါ့နော်၄၉၂ပရိမှာ၅၄ဆိုပြီးတော့ကျွန်တော်တို့၉ပရိထွက်တယ်ဒါဆိုကျွန်တော်ဒီမှာဒီ လေးပိုင်းကိုပဲကျွန်တော်တို့၄၉နှစ်ပြည့်ရောက်အောင်တွဲမယ်ဆိုရင်တော့၃ခွက်ပဲထုတ်ရမှာပေါ့နော်အဲ့လိုမျိုးဖဲနေကျွန်တော်ဒီမှာ၄၉အချင်းရှိထားတာဖြစ်တဲ့အတွက်၄၉အချင်းကို၄၉နှစ်ပြည့်ဆိုရင်တော့ကျွန်တော်တို့ကဏ္ဍတီ၆ခွက်ထွက်မှာပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ပြင်တီ9ရဲ့1ရဲ့ပေါင်းချင်းတီ6 6နဲ့ဒီက4နဲ့ပေါင်းတော့3ညဒီ3လုံးပေါင်းချင်းတီ3ညဖြစ်လို့3ညရဲ့ပါဝါတီ9 3ညရဲ့နှက်ခက်တီခွန်း3ည9ခွန်းတီကျွန်တော်ဒီမှာပြိပြ ဒီ3.5ခွန်ပရိတ်မှာလည်း3ခွန်ဆိုတော့ကျွန်တော်3.5ပရိတ်ထွက်တယ်ဒီမှာလည်းကျွန်တော်တို့ခွန်နဲ့အချင်းကို3.5ခွန်ပရိတ်ဆိုရင်တော့ကျွန်တော်ကနန်း6ကွက်ထွက်မှာပေါ့နော်အဲ့လိုမှမဟုတ်ဖက်နဲ့ခွန်ပိုင်းကိုဆိုရင်တော့ကျွန်တော်တို့က3ကွက်ပဲထွက်မှာပြဒါဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ပင်ဒီ3ရဲ့4ရဲ့ပေါင်းချင်းဒီခွန်ခွန်နဲ့ဒီက8နဲ့ပေါင်းတော့5ဒီ3လုံးပေါင်းချင်းဒီ5ဖြစ်လို့9ရဲ့ပါဝါဒီ3ညာ9ရဲ့နှက်ခက်ဒီ3 9 3ညာ3ဒီကျွန်တော်ဒီမှာပရိတ်ပြ ဒီ933ပြိတ်မှာကျွန်တော်တို့85ဆိုတော့3ပြိတ်ထွက်တယ်ဒီမှာလဲကျွန်တော်တို့83အချင်းကို933ပြိတ်ဆိုရင်ခဏန်း6ကွက်ထွက်မှာပေါ့နော်ဒီမှာတော့ကျွန်တော်တို့9ပိုင်ကို933ပြိတ်ဆိုရင်တော့ကျွန်တော်တို့ခဏန်းဒီ3ကွက်ထွက်မှာဗျဒါဆိုကျွန်တော်တို့ဒီမှာနောက်တစ်ပြင်ပေါ့နော်8ရယ်ခွင်ရယ်ပေါင်းချင်းဒီ9 9နဲ့ဒီက3ညနဲ့ပေါင်းတော့9ဒီ3လုံးပေါင်းချင်းဒီ9ဖြစ်လို့ ငါပါဝတီတုံညာငါနှက်ခတ်တီတုံငါတုံညာတုံးဒီကျွန်တော်ဒီမှာ break ပဲဗျဒီငါတုံညာတုံး break မှာကျွန်တော်တို့69ဆိုတော့ငါ break ထွက်တယ်ဒီမှာလဲကျွန်တော်တို့16အချင်းပေါ့နော်ဒီမှာ9ပဲရှိရဆိုတော့ကျွန်တော်တို့က169ကိုကီတုံးလုံးကိုကျွန်တော်ငါတုံညာတုံး break ရအောင်တွဲရင်ခဏန်းဒီ9ခွက်ထွက်မှာပေါ့နော်အဲ့ထက်မှာမှကျွန်တော်69ဆိုပြီးတော့ပါမယ်ဗျအဲ့တော့6နဲ့5 break ဆိုရင်ကျွန်တော်69ပါမယ်ပေါ့နော် ဒါဆိုရင်ကျော်ဒီနေ့မှာပေါ့နော်6ရက်9ရက်ပေါင်းချင်းတီတင်းနဲ့ဒီရက်8နဲ့ပေါင်းတော့9ဒီ3လုံးပေါင်းချင်းတီ9ဖြစ်လို့9ရက်ပါဝါတီ၄9ရက်နှက်ခတ်တီ6 9 6တီကျွန်တော်ဒီမှာပြိပြပရိတ်ကကျွန်တော်တို့ကိုး၄၆ပရိတ်ပေါ့နော်ဒီမှာတော့ကျွန်တော်တို့၅ပိုင်နဲ့၈၃တွေတော့ဟာမတူတဲ့အချိန်မှာအပြည့်ပေါက်ပေးတယ်ပရိတ်ဒီ၅၃ညာ၃ပရိတ်ဆိုတော့ကျွန်တော်တို့ဒီမှာ၈၅ဆိုပြီး၃ပရိတ်ပေါ့နော် ဒီမှာလဲကျွန်တော်တို့၉ပိုင်းရှိတယ်တစ်ချော့အချင်းရှိတယ်လုံးပိုင်းနဲ့ဝမ်းချင်းနဲ့မတူတဲ့အချင်းမှာကျွန်တော်တို့အပြည့်ပေးတယ်ဘရိတ်က933ဘရိတ်ဆိုတော့ကျွန်တော်တို့69ရဲ့19ရဲ့တော့ရတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့69ဆိုပြီးတော့ပေးတယ်ဗျဒါဆိုကျွန်တော်ဒီမှာဒီ83အချင်းရှိတယ်1ပိုင်းရှိတယ်မတူတော့မတူပေါ့နော်တွဲမယ်ဆိုရင်18ဆိုရဲ9ဘရိတ်13ဆိုရဲ4ဘရိတ်ပြကျွန်တော်ကတော့ဒီမှာ83 1ဆိုရဲ key 3လုံးကို6 6ဘရိတ်ရအောင်တွဲပြီးမှဖြစ်တယ်ဗျာ ဒီမှာဆိုလဲကျွန်တော်ဒီကိုးလေးချော့ပရိလန်အပင်တိုးလေးပေါ့နော်ဆိုတော့ဒီမှာ6ရဲ့8ရဲ့4ရဲ့ဒီ3လုံးပုံချင်းဒီ8ဖြစ်လို့ကျွန်တော်တို့8ပါဝါဒီ3 8 3ဒီကျွန်တော်ဒီမှာပရိပေါ့နော်83ပရိမှာ85ဆိုတော့3ပရိထွက်တယ်နောက်တစ်ပြန်ဒီခွန်း3ည8ပေါ့နော်ဒီ3လုံးပုံချင်းဒီ5ဖြစ်လို့ကျော်ဒီမှာဒီ5 3ညဒီပြိတ်ပေါ့နော်5 3ညပြိတ်မှာ6 9ဆိုတော့5ပြိတ်ထွက်တယ်ဗျာ ဒါဆိုရင်ကျွန်တော်ဒီ break line ကြီးဆက်ပြီးရင်1 8 3ညပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ6ဖြစ်လို့6 power ဒီ4 6လေးဒီကျွန်တော်ဒီမှာ break ပြဒီ break line ကပြေးပေးတာမှန်ခဲ့ရင်လဲကျွန်တော်တို့အပြည့်ယူမယ်ဆိုရင်6လေး6ဒီ break ပေးနေတာတော့ကျွန်တော်တို့6လေး break ကတော့ main ပေးတာပေါ့နော်ကိုမတော်လည်းဒီလုံးမှန်လေး1 chain နေကြိုက်နှစ်တက်မှလည်း3ပေါ့နော်တကယ်လို့မိမိမှာလုံးမှန်တစ်လုံးရှိတယ်ဆိုရင်လည်းကျွန်တော်အခုပြတယ်ဘရိတ်လိုင်းလေးပေါ့နော် မှန်မှန်မှန်တော့မပြောရဘူးပေါ့နော်ဒါပေမဲ့လည်းမှန်ကန်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘာထိုးရမှန်းမသိဘူးဆိုရင်တော့ကျွန်တော်တို့ဒီ brake line လေးနဲ့တွဲပြီးတော့ထိုးစီခြင်းတော့ပေါ့နော် ကျော်ဒီနေ့မှတော့ပြန်ကြားလေးတော့ပါတယ်ပေါ့နော်ကျွန်တော်တို့ပြန်ကြားသည်17ရက်16ရက်ဆိုပြီးတော့ပါတယ်ပြန်တော့ကိုမတို့လည်းကြမ်းနှစ်တက်မှုရှိမှလည်းတော့ဒူးဒီမှာတော့အပိုင်ရလို့တော့မရှိဘူးပေါ့နော်ကျွန်တော်လည်းဒီမှာကျွန်တော်မြင်တာတွေ့တာလေးကိုချပြပေးခြင်းဖြစ်တယ်ဗျကျွန်တော်တို့1 journey လည်းမှန်မယ် break လည်းမှန်မယ်ဆိုရင်တော့ပေါက်ကနန်းဖြစ်မှာပေါ့နော်ဒါဆိုကျွန်တော်ဒီထဲမှာမှကျွန်တော်တို့အစောနာကျွန်တော်တို့တစ်ပိုင်ကို73နဲ့တွဲရင်1813ပေါ့နော်အဲ့ထဲမှာမှကျွန်တော်တကွက်ကောင်းအနေနဲ့ယူရမယ်ဆိုရင်တော့ကျွန်တော်ကတော့13ကိုယူပေးမှာပေါ့နော် ပိုလေးတော့6 break ဆိုတော့နှစ်လေးသာထိုးချလိုက်တော့တဲ့ဟုတ်ပါတယ်ဗျာနော်ဒါမျိုးလေးကကျွန်တော်တို့တွဲတော့ထွက်တက်တယ်ပေါ့နော်အပြူလေးကျေးဇူးပါတဲ့ဟုတ်ကဲ့ပါဗျာ73ချိန်နဲ့6လေး6 break တဲ့ကမောင်တဲ့ဟုတ်ကဲ့ပါဗျာနော်ဟုတ်ကဲ့ပါဒီနေ့မှာကျွန်တော်တွက်ပြတဲ့ကဏန်းလေးဒီပေါကဏန်းလေးဖြစ်ပါစေဗျာကိုမတို့ကြိုက်တဲ့ကဏန်းဒီလဲ12နာရီတမိနဲ့ထွက်မဲ့ကဏန်းနဲ့ထပ်တူကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော် like ကိုကြည့်ရှုအားပေးခဲ့ကြသူတိုင်းစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့လည်းပြည့်စုံကြပါစေ channel ကို subscribe မနေသေးတဲ့ကိုမရီကလည်း subscribe နေပြီပို့တောင်းဆိုပါတယ်ဗျအားလုံးပဲကံကောင်းကြပါစေဘိုင်းဘိုင်း see you ပါအားလုံးပဲ